ကိုတိုင်းပြည်သူသားအချင်းချင်းအပေါ်မှာမကောင်းလို့ရှိလို့ရှိရင်ကဘာဘာဖြစ်လို့ကျမတို့ပေါ်မှာကောင်းရမှာလဲကျမတို့ဒီလိုမမျှော်လင့်သင့်ဘူးကိုကကိုအချင်းချင်းပေါ်မှာမကောင်းမဲနဲ့အများတခြားလူတွေကကိုပေါ်မှာကောင်းပါစေဆိုတဲ့မျှော်လင့်ချက်ကျမတို့ထားလို့မရဘူးအဲ့တော့ကျမတို့အချင်းချင်းညှာကြပါကျမတို့ရဲ့လူအတိုင်းဝိုင်းဆိုတာဟာအင်မတားမှတဲ့ဦးဦးတဦးပေါ်တဦးကျင်နာတတ်တဲ့လူတိုင်းဝိုင်းတစ်ခုဖြစ်အောင်လို့လှုပ်စေခြင်းနဲ့နိုင်ငံတော်ရဲ့အတိုင်းအမြံပုံကိုတော်အောင်ဆန်းစုကြည်ကို 2025ခုနှစ်ရဲ့ပြည်သူ့ကော်ရင်စုပေးအပ်လိုက်တယ်လို့ချင်းမြင့်ရေးအဖွဲ့ကဧပြီလ22ရက်နေ့မှာကြေညာခဲ့ပါတယ်။ပြည်သူ့ကော်ရင်စုကို2010ခုနှစ်ကတည်းကစတင်ကမြန်မာလူမှုအတိုင်းအဝန်းအတွက်အကျိုးပြုဆောင်ရွက်နိုင်တဲ့သူတွေကိုချီးမြှင့်ခဲ့တာဖြစ်ပြီး2025ခုနှစ်က16ကြိမ်မြောက်ဖြစ်ပါတယ်။ဂုံပြူပွဲအခမ်းအနားကိုတော့ American ပြည်ထောင်စုတက်ဆက်ဌာနကွယ် Houston မြို့မှာလာမယ့်မေလ24ရက်နေ့မှာကျင်းပသွားမယ်လို့သိရပါတယ်။ စကောင်စီကထောင်သွင်းအကျဉ်းချတာကို ခံထားရတယ်။လူလူကောင်းဆောင်တောင်းဆန်းစုကြည်ရရှိတဲ့ဒီစုကိုဘသူကကိုစားလက်ခံပေးသွားမလဲဆိုတာကိုတော့မသိရသေးပါဘူး။အသက်89နှစ်ရှိပြီဖြစ်တဲ့တောင်းဆန်းစုကြည်ဟာမတရားတဲ့ပုံမှန်တွေနဲ့ထောင်တန်း28နှစ်ချမှတ်ခံထားရတာဖြစ်ပြီးစကောင်စီကလက်ရှိဘယ်နေရာမှာထိမ့်သိမ်းထားတယ်ဆိုတာကိုထုတ်ဖော်ပြောဆိုတာမရှိပါဘူး။လူလူကောင်းဆောင်တောင်းဆန်းစုကြည်ဟာလက်ရှိအချိန်အထိကွန်ပျူတာချင်းမြင့်ခံရတဲ့ စုပေါင်း100ကျော်ရှိပြီးအထင်ရှားဆုံးစုကတော့1992ခုနှစ်မှာရရှိခဲ့တဲ့ငင်းချင်းရဲ့နိုဘယ်ဆုဖြစ်ပါတယ်။ဒါအပြင်အိန္ဒိယနိုင်ငံရဲ့အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်တဲ့ဂျဝါဟာလာနေရူးဆုကို1993ခုနှစ်မှာရရှိခဲ့ပြီးအဲ့ဒီဆုကကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဟောင်းဦးတန်အပါအဝင်မြန်မာနိုင်ငံသားနှစ်ဦးပဲရရှိပူတာပါ။ခုတစ်ချိန်ရတဲ့ပြည်သူ့ကောင်ရေးစုကနိုင်ငံတကာစုတစ်ခုတော့မဟုတ်ပေမဲ့ မြမလူအခွင့်ရေးနဲ့လူအကျိုးပြုအသိုက်အဝန်းအတွက်ဂုံသိက္ခာမြင့်မားတဲ့စုတစ်ခုဖြစ်ပါတယ်၂010ခုနှစ်ကပထမဆုံးချီးမြှင့်ခဲ့တဲ့ပြည်သူ့ဂုံရေးစုကိုရန်ကုန်နိုင်ကူညီမှုအသင်းတည်ထောင်သူဦးကျော်သူနဲ့ဇနီးမတ်ရွှေစည်းကွက်တို့ကရရှိခဲ့တာဖြစ်ပြီးအဲ့ဒီနောက်ပိုင်းမှာလူမှုလုပ်ငန်းတွေလုပ်ကိုင်ကြတဲ့စာရေးဆရာမတွေဖြစ်တဲ့ဒေါ်တန်းမြင့်အောင်မခင်နှင်းချီတာတို့အပြင်မွတ်စလင်ကုသိုလ်ဖြစ်စေယုံဘာလန်ကလင်းရန်ကုန်ဟောင်တော်ဦးဘုန်းတော်ကြီးတင်ပညာရေးကျောင်းတို့လို့ ရဟိတအဖွဲ့တွေလည်းရခဲ့ပူပါတယ်။စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း2022ခုနှစ်မှာပြည်သူ့ကာကွယ်တပ် PDF တပ်ဖွဲ့2023ခုနှစ်မှာမြန်မာနိုင်ငံဆိုင်ရာကုလသံအမတ်ကြီးဦးကျော်မိုးထွန်း2024ခုနှစ်မှာတော့ရွေးဦးတော်လှန်ရေးမှာပါဝင်နေတဲ့လူငယ်ရေးရဲ့တီထွင်ဖန်တီးမှုနဲ့ထုတ်လုပ်မှုတွေကိုပေးအပ်ခြင်းမြင့်ခဲ့တာဖြစ်ပါတယ်။